2025ခုနှစ်တနင်္လာနေ့28ရက်ဂျိုဒုမတိုင်းတာရရှိတဲ့ပေးပို့ချက်တွေရမိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာခံမှမဖြစ်ပါတယ်။ဒီကနေ့ကနေစပြီးတော့ကျွန်တော်တို့အဖွဲ့သားများရဲ့ဆုံးဖြတ်ချက်အရမြမပြည်သားများလောက်ကင်နေတိုင်းစားတောက်နေကြတဲ့မဟာချိုင်မဲဆောက်ချင်းပိုင်ဒေသများမှာ ရှိတဲ့မြမများလုံငန်းတွင်အစီအပြန်အတွက် မိုးလေဝသအခြေအနေများကိုလည်းကျွန်တော်တို့ထည့်သွင်းလေ့လာသုံးသပ်ပေးမှာဖြစ်ပါတယ်ဒီကနေ့28ရက်ကနေပြီးတော့မှမေလ3ရက်နေ့အထိမြန်မာပြည်အနှံ့ပြားမှာမိုးရေရောမယ်ဆိုပြီးတော့ဒေတာသတိပေးနေကြတာမိတ်ဆွေများဖားမှာကျွန်တော်တို့ဒီကနေ့စတင်လေ့လာမယ်အချက်လက်ကတော့အဲ့ဒီမိုးတိတ်နေဘယ်ကလာတာလဲဘာကြောင့်မိုးရွာတာလဲ ဘယ်နေရာတွေမှာရွာဝရွာနိုင်တာလဲဆိုတော့ကျွန်တော်တို့လေ့လာခမညမှာဖြစ်ပါတယ်ကြည့်ကြရအောင်ဒီကနေ့မနေ့6နာရီဂျိုရုကဘေးပို့တဲ့ပုံနေရဘင်္ဂလားပင်လယ်အထက်ပိုင်းမှာလေဆိုင်ဝဲတစ်ခုဖြစ်ပေါ်နေပါတယ်အဲ့ဒီလေဆိုင်ဝဲကြောင့်မလို့ပင်လယ်ပြင်မှာလိုင်းထပြီးတော့နေပူချိန်ကြောက်ရေငွေ့တွေပြန်ထွက်ရင်းနဲ့မြမပြီကိုဖြတ်ပြီးတော့ ဝင်သွားတာကျွန်တော်တို့တိုင်းတာရရှိပါတယ်ဒီကနေ့28ရက်တနင်္လာနေ့မနေ့တနာရီနေ့6နာရီအတွင်းမှာဆိုလို့ရှိရင်မာချိုင်ဒေတာမဲဆောက်ဒေတာချင်းမိုင်ဒေတာမှာမိုးစတင်ရွာသွန်းနေသလိုပဲတနင်္လာရီတိုင်းကရင်ပြည်နယ်မှာလည်းမိုးစတင်ရွာသွန်းနေပါတယ်ကြာပြည်နယ်တောင်ပေါ်ဒေတာတွေမှာလည်း မိုးပွဲစတင်ကြဆင်းနေတာတွေ့ရပါမယ်။မနေ့6ရက်နေ့ကနေပြီးတော့နေ့လယ်7ရက်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့မာချိုင်ဒေတာမဲဆောက်ဒေတာမှာဆက်လက်မိုးရွာသလိုပဲတနင်္လာရီတိုင်းတစ်ခုလုံးမှာနေရာစိတ်စိတ်မိုးရွာရင်းနဲ့အချို့နေရာတွေမှာမိုးများနိုင်တဲ့အနေအထားဖြစ်ပြီးတော့မွန်ပြည်နယ်ကရင်ပြည်နယ်မှာလည်းမိုးပွဲများဆက်လက်ကြနိုင်ပါတယ် ထို့တူချင်းတောင်တန်းမှာမိုးနှင်းငယ်ကြသလိုပဲကချင်ပြည်နယ်မှာမိုးနှင်းငယ်ကြနိုင်ပါတယ်။နေ့လယ်7နာရီကနေပြီးတော့ညနေ6နာရီရောက်တဲ့အခါမှာတော့မြောက်ဘက်ကစပြောမယ်ဆိုရင် ကချင်ပြည်နယ်သခိုင်းတိုင်းတစ်ပိုင်းချင်းတောင်တန်းဒေသမှာမိုးစရွာပါတယ်။ထို့တူရှမ်းပြည်အောက်ပိုင်းနေပြည်တော်အနာအထိကိုမိုး စတဲ့ကြနိုင်ပါတယ်တို့တူပကိုးတိုင်းရဲ့အရှိပြန်ဖြူးနဲ့ရှမ်းပြည်တောင်တန်းကြားမှာမိုးကြနိုင်သလိုပဲကျွန်တော်တို့အေရဝတီတိုင်းရန်ကုန်တိုင်းမှာမိုးပွဲစကြမှာဖြစ်ပါတယ်အောက်ဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္လာရီတိုင်းတို့မှာဆက်လက်မိုးရွာပြီးတော့ကရင်ပြည်နယ်မှာ နေရာကွက်ပြီးတော့ မိုးကြီးနိုင်တဲ့အနေအထားရှိလို့သတိထားကြပါထို့တူသတင်းနိုင်တိုင်းမှာလည်းမိုးနည်းနည်းများနိုင်ပါတယ်ညနေ6နာရီနေပြီးတော့ည7နာရီတွင်းမှာဆိုလို့ရှိရင်ထိုင်းနိုင်ငံချင်းမိုင်မဲဆောက်မဟာဆိုင်မှာဆက်လက်ပြီးတော့မိုးရွာသွန်းမှာဖြစ်တော့တကြောင်မလို့မိမိတို့လုပ်ငန်းရှင်များကိုပြောပြီးတော့ပြင်ဆင်ဖို့လိုအပ်ပါတယ်ထို့တူ AOD တိုင်းရန်ကုန်တိုင်း ဘကိုးတိုင်းနေပြည်တော်မန္တလေးတိုင်းအောက်ပိုင်းချင်းတောင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အောက်ဖက်တို့မှာဆက်လက်မိုးရွာသွန်းမှာဖြစ်ပြီးတော့တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးတော်တော်များနိုင်ပါတယ်29ရက်နေ့မနေ့တနားရနေပြီးတော့မနေ့6နာရီအတွင်းမှာတော့ကချင်ပြည်နယ်အရှိပဲသခိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်း စကိုင်းတိုင်းနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာသုံးပါဖြစ်ပါတယ်အထူးသဖြင့်မွန်ပြည်နယ်မော်လမြိုင်ဖရိုင်ဒေသမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲချင်းမိုင်မဲဆောက်မှာဆက်လက်မိုးရွာသုံးပြီးတော့မဟာခြိုင်မှာတော့မိုးနှဲငယ်ဆဲသွားနိုင်ပါတယ် မနေ့6နိုင်မှနေ့လယ်7နိုင်တွင်းမှာဆိုလို့ရှိရင်ကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းနေပြည်တော်ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့အပြင်ချင်းမိုင်မဲဆောက်မဟာချိုင်နားမှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်အထူးသဖြင့်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာနေရာစိတ်စိတ် မိုးများနိုင်တဲ့အနေအထားကိုတွေ့ရှိရပါတယ်။နေ့လယ်7:00နာရီမှညနေ6:00နာရီအတွင်းမှာတော့ကချင်ပြည်နယ်၊သခိုင်းတိုင်းတစ်ပိုင်းချင်းတောင်တန်းဒေသတစ်ခုလုံး၊ရှမ်းပြည်ဒေသတစ်ခုလုံးအပြင်ကိုပဲပဲခူးတိုင်းရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာဆက်လက်မိုးရွာသွန်းနိုင်ပြီးတော့ ရှမ်းပြည်နယ်မှာ နေရာစိတ်စိတ်မိုးများနိုင်တဲ့အနေအထားကိုတွေးရှိရသလိုပဲကျွန်တော်တို့ချင်းမိုင်မဲဆောက်မှာလည်းဆက်လက်မိုးရွာသွန်းသလိုပဲမာချိုင်မှာလည်းဆက်ပြီးတော့မိုးရွာနိုင်မှာကြားပြည်နယ်မှာလည်းမိုးရွာသွန်းနိုင်ပါတယ်ညနေ6နိုင်မှာည7နိုင်အတွင်းမှာဆိုလို့ရှိရင်တော့မြန်မာပြည်အနှံ့အပြားမိုးရွာသွန်းနိုင်ပြီးတော့ချင်းတောင်တန်းမှာမိုးများနိုင်တယ် မန္တလေးတိုင်းနဲ့စကိုင်းတိုင်းမှာမိုးနှင်းငယ်များနိုင်တယ်ထို့အတူရန်ကုန်တိုင်းပဲခူးတိုင်းအနောက်ခြမ်းအေရဝတီအထက်ပိုင်းမှာမိုးများနိုင်ပါတယ်ရှမ်းပြည်နယ်အရှေ့ဘက်မှာမိုးများနိုင်ပြီးတော့ချင်းမိုင်မှာမိုးအနည်းငယ်ရရှိပေမဲ့လည်းမဟာချိန်မှာနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်မွန်ပြည်နယ်အောက်ဖက်မှာမိုး ဆက်လက်ရရှိနေပြီးတော့တရင်နာကြီးတိုင်းမှာမိုးဆက်လက်ရွာသွန်းနိုင်ပါတယ်။ကရင်ပြည်နယ်မှာတော့မိုးနှင်းငယ်ပါသွားနိုင်ပါတယ်။30ရင်းနေမှာလဲဆက်လက်ပြီးတော့မြမာပြည်အနှံ့ပြရွာနေတယ်လို့ပဲတရက်နေမှာလဲမြမာပြည်နေရာကျဲကျဲနှစ်ရက်နေမှာလဲမြမာပြည်နေရာကျဲကျဲနဲ့တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။ အသေးစိတ်ကိုကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်မသိတာများရှင်းတယ်ဒါမင်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်